ဖော်ချုပ်ကလပ်တစ်ခုကတက်23နှစ်ကျော်အဖော်ချုပ်ဒန်ဆာမဲအန်ဒီယာကလပ်ကိုလာသည်မြပူရိတာတွေစိတ်ကျင်နေအောင်ဖြောပြပေးနေတယ်ဆက်ဆက်ကကြည်ကြည်လေသူတွေပါသူ့ရဲ့လာရောပြောဆို channel တွေနဲ့ပါရသလောက်ခြူစားနေနေရပါဆရာကြတဲ့သူရှောက်ကြကြံကြည်သူအန်ဒီဟာ Brooklyn က Russia America ရက်ကွန်မှာနေထိုင်တာဖြစ်တာဆိုတော့ Russia စကားလည်းတွင်းကျင်တယ်ဒါကလည်းသူ့ဖော် Russia မှာကြီးရဲ့ဂျေဆုပါပဲကြည့်မှာကလပ်ကို Russia လူမျိုးတန်တဲ့ကတိကြီးတူရဲ့ဘန်ညာဆိုရာရောက်လာတော့ကြောင့်အန်ဒီကိုဖော် ါပြုတ်ပေးဖို့တောင်းဆိုပါတော့တယ်အစမှအန်ဒီကအင်ဒီဒီလုံနေသေးပေမဲ့ဧည့်သည်ကောင်လေးကမေဂူရေလိုပုံဖြုတ်တတ်တဲ့သူလို့ကြားလိုက်တော့ချက်ချင်းပဲထပြီးလိုက်သွားလိုက်တယ်တွေ့တွေ့ချင်းမှာပဲမနုမနက်လေးဖန်ညာကအန်ဒီကိုတော်တော်ကြွေစင်းသွားတယ်အန်ဒီကလည်းရုရှားလူမပြောတတ်ချင်ပါဘူးလို့ဟီစီကလင်လုပ်ပြီးမှဖန်ညာကြိုက်ရုရှားလူပြောလိုက်တော့ကိုရောချော်လီတော်တော်ကိုသဘောကျသွားပါတယ်အန်ဒီလည်းသူ့ချက်မရသေးလို့ကို VIP ခန်းထဲခေါ်သွင်းပြီးကလပ်မှာခွင့်ပြုထားတဲ့နေ့တွေနဲ့လူရတဲ့ပုံပြီးပြုစုပေးလိုက်ပါတယ် တထေသဗန်ညာပူပြီးအသေးခိုက်ပွားလို့ချင်တယ်ကလပ်ပြင်မာရောလှုပ်လှုပ်ကလာလို့စကားခေါ်လာတော့အန်နီလဲမိမလဲပြီးပြီးသူ့ဖုန်းနံပါတ်ကိုပေးလိုက်ပါတော့တယ်ဗန်ညာကအချိန်မစွဲနောက်ရမှာသူ့အိမ်ကိုလာဖို့လန့်ခေါ်လိုက်တာကြောင့်အန်နီလဲခန်းနာသလောက်ဘျူးတိုက်ကောင်းနဲ့ဆယ်အိမ်ကြီးကိုရောက်သွားပါတယ်ဗန်ညာကအမေရိကန်မှာပြညာလာတဲ့တာပါ MBA လာယူလာဒါပေမဲ့ကလပ်တက်လိုက်ပါတီဘွားတွေသွားလိုက်ဆယ်အိမ်မှာချိန်ကူးလိုက်နဲ့အပျော်ကျူးနေပါတယ်အန်နီအိမ်ကိုရောက်တာနဲ့အချိန်မစွဲပဲချစ်ဖြူဝခင်း င်ကျင်တယ်လို့ကြောင်တန်းပြောလိုက်တော့အန်နီလက်သူ့ဖောက်တဲ့သစ္စာလေးကိုပြနာကုန်တုံးပြီးထပ်ပြည့်စေလိုက်တော့ဗညာပေါစုတွေများကြီးပင်းမိသွားတယ်အန်နီရဲ့ရမတ်ခွင်းအမမိသွားတဲ့ဗညာကအယူမဲသာကျွေးမိတယ်လို့တစ်ချိန်လုံးဥမျိုးနေတယ်အန်နီလက်သူ့ကိုငားစာလို့လာဟက်တဲ့ကောင်းလေးဘာမောက်တာနဲ့တစ်ချိန်လုံးရန်နေတတ်တဲ့ဗညာရဲ့သက်ကိုမေးကြည့်လိုက်တော့ဆက်တနစ်ပါတဲ့အခုလို့သူတုံးချုံနေတာဆိုင်အိမ်မှာနေနေတာတွေကိုဆက်စုကြည့်တော့ဗညာကသူ့ဖေနီကိုလတ်ဇာခါလေးလို့ပြောပြီးမယ်အန်နီက မသိဒီတော့ဗန်ညာကဂူဂူခောက်ကြည့်လိုက်လို့ပြောတော့မှရှာကြည့်လိုက်တဲ့အခါ ရုရှားကတိတ်တိတ်ကျဲဆွေကြီးမျိုးကြီးတထဲကြီးဖြစ်နေတာတွေ့ရတယ်။ဗန်ညာကရွှေပေါ်မြတ်တင်ကြီးကြီးကျဲချမ်းသာတဲ့ပသေးသားဆိုတာသိရတယ်။ဒီတော့အန်နီလည်းအချီးကြီးပပြီးဆိုပြီးကလပ်မှာကြွားမိလို့ဘဝဒူတချို့ရဲ့ဘလူးဓမာခနဲ့တာကိုတော့မှခံလိုက်ရသေးတယ်။အန်နီကလည်းသူငါကြီးကြီးမိလိုက်ပြီးဆိုတာသိလိုက်ပါပဲ။နောက်တည့်ဆက်ပြီးဗန်ညာရဲ့ကိုသွားအဖေါ်ချစ်တွေကပြပြီးရမတ်ပြင်းတဲ့ဆက်ကိုခင်းကြပြန်တယ်။ဗန်ညာဘက်ကကြည့်တော့သာရမတ်ပြင်းတယ်လို့ဆိုရမယ်။အန်နီကတော့ဆရာမကြီးဆိုတော့တနအီစားနဲ့တန်းအောင် ဖြစ်နိုင်လို့ဗန်ညကိုရေကြီးအပ်ပတ်ကြည့်ဖြစ်နေရသေးတယ်။ဗန်ညတော်တော်ရမတ်အနိတော်တော်အလုတ်သက်သက်လွန်လွန်နဲ့ရတဲ့ခွင်ကြီးကြီးတစ်ခုလိုပါပဲ။ဗန်ညကနယူးယောက်ညမှာသူ့ဆိုင်မှာလုပ်တဲ့ပါတီကိုအနိကိုဖိတ်လိုက်လို့အနိလက်ကလပ်မှာခင်းဆုံးတင်ရခြင်းလူလူကိုပါခေါ်ပြီးလာခဲ့ကြရဲ့။စားကြ၊ပောက်ကြ၊ကခုံကြတော့ဗန်ညဖေးရဲ့ဒီုံတော်တွေကအချိန်နဲ့မဆိုးရအောင်ဝင်ဝင်ထိမ့်ပေးနေရတယ်။ နှစ်သူကူကောက်တောင်းပြီတော့ဖန်ညာကဒီညအာရင်ချစ်လိုက်ချင်းသေးတယ်တဲ့ဟန်ဒီကလည်းမြူရလို့ရှယ်နှစ်မျိုးမှာရှယ်စီပြီးရင်ချစ်ပေးမယ်လို့ပြောလိုက်တယ်ဒီတော့သူတို့အခန်းထဲမှာနှစ်သူကူအထူးပွဲဆင်နွှဲကြပြန်တယ်အဲ့ဒီမနက်အိယာတို့တော့အန်ဒီကသူ့လူကိုတွားရမယ်ဆိုပြီးဆိုင်ကနေထွက်ခွာမယ်လို့ပေမဲ့ဖန်ညာကတပတ်လောက်သူ့ချစ်သူဖြစ်နေတီးတန့်နေပေးဖို့ကမ်းလှမ်းလိုက်တော့သူတို့ကမှဒေါ်လာတထောင်ခွဲနဲ့ဈေးတည်သွားပါတယ်အန်ဒီလည်းသူ့လူကလည်းတပတ်ခွင့်ရဖို့အတွက်အနာယူခွင့်တွေဥပဒေတွေကိုရပ်ပြပြီးအကြက်ကား ိုက်တော့အင်းချက်ကလည်းသူ့ကိုဖလစ်ပေးလိုက်ပါတယ်ဒီတော့အန်နီနဲ့ဗန်ညာတို့ဟာနှစ်ရက်လောက်ချစ်လိုက်တောက်စားလိုက်ကလက်ပြက်လိုက်တငယ်ချင်းတွေနဲ့ရှောက်လဲနိုင်တဲ့လောကစည်းစိမ်ခံစားနေကြတယ်ဗန်ညာကအန်နီကိုလည်းသူ့ရဲ့အလန်းစားစော်လေးဖြစ်နေသူ့စားပေါ်တောက်ပတ်စစ်တွေကိုမိတ်ဆက်ပေးထားတယ်နောက်ရက်ရောက်တော့သူတို့တွေလာဗီဂတ်ကိုသွားပြီးပျော်ကြတယ်ဟိုတယ်မှာလည်းဗန်ညာတို့မိသားစုလာရင်တက်ခုန်နေကြအခန်းကတော်ရလုံးလုံးယူထားတယ်လို့ပဲဗန်ညာဟာကုန်းဖို့ဖြုံးဖို့စက်တက်လူဖြစ်လာတယ်လို့တော့ထင်ရတယ်ချစ်ခန့်ဖို့ကြပြီးဆိုရင် တော့အန်ဒီကအချင်းကြကြပြော့နေအောင်ဆီယာမာကြီးလိုတင်ပေးရတယ်။ဒါကိုပဲဘန်ညာကအစွဲကြီးဆွဲစရာရှိနေပါတယ်။ညမှာဘန်ညာကသူရရှာပြန်ပြီးသူ့ဖေးရဲ့ကုမ္ပဏီမှာအလုပ်ပြန်လုပ်ရမယ်ဆိုတော့အန်ဒီကသူကတော့လွမ်းပြီးကျန်ခဲ့မှာပဲတဲ့။ဘန်ညာကသူ့ကိုလားငွေကိုလားဆိုတော့အန်ဒီကနှစ်ခုစလုံးလုံးရှင်းရှင်းလင်းလင်းပြောလိုက်တယ်။ဒီခါမှာဘန်ညာကသူ့ဒါဗီဂန်သူနဲ့လက်ထပ်လိုက်ရင်ရရှာပြန်စရာမလိုတော့ဘူးဆိုပြီးအန်ဒီကိုလက်ထပ်ခွင့်တောင်းပါတော့တယ်။အန်ဒီလည်းဒီလိုမျိုးမကြည်စဲဖို့အတန်တန်ပြောပေမဲ့ဘန် ညာကတကယ်ကိုအတိအကျမှဆိုတော့အသက်ရှူဖို့တော့မေ့သွားရတယ်။ဒါပေမဲ့ဖော်ချွတ်မဲ့ငင်ကမပြောက်သေးတော့သူ့ကိုသုံးကာရက်စိန်လက်စွန်းနဲ့တင်တောင်းမှရမယ်ဆိုတော့ဖန်ညာကလည်းငါးကာရက်၆ကာရက်ဆိုရင်ကောဆိုပြီး La Biggest မှာစိတ်မြန်လက်မြန်နဲ့လက်ထပ်လိုက်ကြတော့သူတို့နှစ်ဦးရပိုင်းထွင်ပါပဲချင်းစအူဇနစ်မောင်နှံဖြစ်သွားပါတော့တယ်။ဖန်ညာကထွေးသမီးလူတွေကိုသူတို့လက်ထပ်ပြီးကြအောင် အော်ပြောလိုက်တယ်။ငါအမေရိကန်ဖြစ်သွားပြီလို့လည်းအော်ဟစ်ပြောပါနေတော့တယ်။ Brooklyn ကိုပြောင်းတော့အန်နီကိုဘဝတူ ဖော်ချုပ်မဲ့တွေကနင်းချီပေါက်တာပဲလို့ပြောကြတယ်။တချို့ကလည်းဝမ်းနဲ့ဝမ်းသာနဲ့သူတို့လုပ်ဖို့ခိုင်မဲ့ကိုပွတ်ဖက်နှုတ်ဆက်ကြတယ်။ Diamond ဆိုတဲ့တယောက်ကတော့အန်နီကိုသိမနာလို့ဖြစ်လွန်းလို့နှစ်ဖက်တောင်ခံပမလားလို့မစက်ပုံနဲ့ပြောလို့အန်နီကလည်းနင်းလဲဝေလာငါကြီးကြီးတကောင်ဖမ်းမိပါစေဟဲလို့ပြန်ရိခဲ့သေးတယ်။ဖန်ညာတူတဲ့နေတဲ့အင်ကြီးဟာအခုဆိုရင်ကြေစာဦးနှုတ်တွေချစ်ဆက်အင်ကြီးအလိုလိုဖြစ်သွားပါတော့တယ်။ဟောမှာအကောင်းဆုံးဝမ်းသာစရာဝမ်းနဲ့စရာတွေဘယ်ရာခမှအကြာကြီးမခံဘူးဆိုတာဖန်ညာနဲ့အန်နီ ည်ဖယ်သိနိုင်ပါမလဲသူတို့လက်ထပ်လိုက်တဲ့သတင်းရုရှားစာဗန်ညာရဲ့မိခင်ကြားသွားတော့ဖလူပလင်းမှာရှိတဲ့ဗန်ညာရဲ့ခေါင်းကင်ဖခင်ထိုရော့စီကိုဖုံးဆက်ပြီးချိန်မောင်းပါတော့တယ်ဖာသာထိုရက်စ်ကခေါင်းကင်ဖခင်ဆိုပေမဲ့ရုရှားမစ်တထေမိသားစုရဲ့ပြတာဖတာလို့ပါမယ်သူကတော့ဗန်ညာမိမယူတာဟုတ်လို့လားလို့တော့ပြန်မေးနေရသေးတယ်သူကဖျားကြောက်မှာမြင်လာပဲတိတ်သွန်းတော့မဲ့ဆဲဆဲနောက်ဆုံးရုရှားငွေရှင်တွေရဲ့ဩဇာကိုမလွန်ဆန်နိုင်တော့မှသူတပည့်ဖြစ်သူဂါနစ်ကိုတွားကြည့်ပေးဖို့ချက်ချင်းခိုင်းလိုက်တယ်မိမတစ်ဖက်ဂ ိန်းစုံမဖြစ်တဲ့ဗန်ညာကသူ့ဖုန်းအချင်းချင်းညီနေပေမဲ့မကိုင်းမိမလဲဆိုပေမဲ့ဂျားရဲကလည်းတိတ်ဆိတ်ပူနေတဲ့အန်နီကဖုန်းကိုပြန်ဖြေဖို့တိုက်တွန်းပေမဲ့မင်းရတထေးတာကိုခြိုင်နိုင်လိုက်ပေမဲ့ယောက်ျားကသူ့မိဘရင်းနဲ့တွေ့ပေးဖို့အချင်းဆွဲကြောက်လန့်နေဖို့ရတော့သူ့နာကတ်ကစင်ပြောင်ကြီးမိအောင်မှတက်တလူဖြစ်နေတယ်ဒီတော့သူ့တက်အညုခရာနဲ့ယောက်ျားကိုစီအောင်နေရပါတယ်တစ်ဖက်မှာဂန်နစ်ကဤကောဆိုတဲ့လူမိုက်ကိုအဖို့ခေါ်ပြီးဗန်ညာတို့ဆိုင်တော်ကိုထွက်လာကြတယ်ဤကောကသတင်းကြတဲ့အတိုင်းသာဗန်ညာကအပြစ်မ မာတယောက်ကိုကောက်လိုက်ပြီးဆိုရင် သူရထော်ရော့စ်ပါစပွက်ပြောက်ပြီးလို့ဂါနစ်ကညီးတယ်။တရားလို့သူတို့တကားကိုခောက်တော့ဗန်ညာကချက်မဆတန်းလန်ကြီးနဲ့ထပါပဲ။သူလှုပ်ရှုပ်နေတယ်။တကားမဖွင့်ပေးနိုင်ဘူးလို့ပြောတော့ဂါနစ်တို့လည်းခေဝါကိုကိုနှက်ပြီးဖွင့်အထဲကိုဝင်ဖို့ကြံ့နေ။ဗန်ညာကတကားကို ်တွင်းကနေပြန်ပြီးတိုးထတယ်။အန်ဒီကဘာတွေဖြစ်နေသလဲလို့ပြပြသလဲလဲပြီးတော့သူ့ဖေရဲ့မြောက်တွေပါနိုင်ဝဝဲကိုဖုန်းခေါ်ပါနဲ့လို့ဖန်ညာကတားတယ်။အထဲဝင်လို့မရတဲ့ဂါနစ်ကမင်းအပြက်မကိုယူလိုက်တာတကယ်လားတဲ့။အော်မေးတယ်။အန်ဒီလည်းသူ့ကိုအပြက်မလို့ခေါ်လို့တထက်ကိုဆက်ပွားတယ်။မင်းရောမိမိဘတူကိုယူကုန်ကြပြီ။လက်ထက်စားချုပ်တွေ့ရမှာငါတို့ကပြန်လို့ရမှာဘောကွာလို့အဲ့ဒီလိုပြောမှဝင်ခွင့်ရကွာတဲ့။ဖန်ညာဂါနစ်စားချုပ်ကိုတွားကြည့်နေချိန်မှာဤကောကသူ့ကိုယ်သူမိတ်ဆက်တော်အန်ဒီကလည်းလက်ထက်လက်စုကိုပြပြီးဖ ိုင်းညာရဲ့မိမပါလို့ထဲ့ပြောလိုက်တယ်။ဤကောကခုံယူပါတယ်ဗျာတဲ့။သူ့ပုံစံကအိနိနာရှင်တယောက်ကလာမိတ်ဖွဲ့တဲ့ပုံစံမျိုးဖြစ်နေတယ်။ဘာဖြစ်နေကြတာလဲဆိုတော့ဤကောကအခုံးမဲ့တွန့်ပြတယ်။စာချုပ်ကိုတပုံရပြီး Father Toro စီကိုပို့လိုက်တော့ဖျားเจ้าနဲ့ကခေါင်းကင်ဖခင်ကြီးမူပြတ်သွားတယ်။သူ့ရဖို့ရလွန်းတွေတော့ပြက်ပါပြီဆိုတဲ့ပုံစံ။ဒါကြောင့်ခန်းနာမှာဥဆောင်နေတဲ့နေရာကနေရုတ်တရက်ထွက်ပြီးသူလာတဲ့အချိန်ထိစောင့်နေပါလို့ Garnet Store ကိုလက်မိတ်ပေးလိုက်တယ်။ Garnet Store ကလည်း Toro ကစောင့်ခိုင်းတယ်။မထ က်သွားနိုင်တော့ဘူးဆိုတော့ ဖန်ညာနဲ့အငင်းပွားပြတ်ပြီးဖန်ညာကမင်းတို့ကိုပြောထရုတ်ကိုပါမဖေးနဲ့ငါကပတ်စပ်ပေးပြီးခါထတာအခုအိမ်ထဲကနေထွက်သွားလို့နှင်းနေစောင့်ဆိုလေအိမ်ပြန်ကနေစောင့်ဖို့ခွာလို့ဖန်ညာကအော်တယ်မင်းတို့ကိုအခုပဲအလုပ်ဖြုတ်လိုက်ပြီလို့ဒေါနဲ့မောနဲ့ပြောတယ်ထရုတ်ကလည်းဖန်ညာမေးအီဗန်နာကိုရက်ထတာအမှန်ဖြစ်ကြောင်းဖုန်းနဲ့လှမ်းပြီးတတော်ဦးတင်တော့တစ်သိမကြီးကခေါင်းကင်ဖခင်ကြီးကိုအနက်တော်ရှပါတယ်ခေါင်းကင်ဖခင်ကြီးမှာတော့ချီမခံမိလက်မခံမိဖြစ်သွားတယ်အန်နီကအင်းကြီးရှင်မပုံစံနဲ့သူ့ကိုကြပကန်တယ် ဝင်ပြီးဂါနစ်တို့ကိုပြင်ပေါ်ကနေကုပြီးနှင်ချနေတယ်။ဒီအချိန်မှာထိုရန့်စ်ကလန်ကနေဂါနစ်စီကိုဖုံးစပ်ပြီးဟော်ပြက်မှကြောင်းစပီကာဖွင့်ထားပါလို့ပြောတယ်။စပီကာကစာကလေးကဖွင့်ပြီးသားအာနီလည်းအပြက်မှလို့သူ့ကိုခေါ်လို့တင်းသွားတယ်။ဂါနစ်ကလည်းသူကဒန်ဆာမယ်ပါလို့စကားပြင်ပေးပေမယ့်ထိုရန့်စ်ကအပြက်မှလို့ပဲစက်ခေါ်ဝင်လို့အာနီလည်းဖုန်းနောက်ကိုကပ်ပြီးသူဟာဟိုအားမှမဟုတ်ဘူးလို့ပြန်អော်ဆဲတယ်။ဖန်ညာကလည်းမင်းကူဆက်ပေးတယ်။ဖန်ညာမင်းမရဲ့ဘဝမှာမငိုကူကူအခုသူဖုံးစပ်ပြီး င်ငိုနေပြီဆိုတော့ဖန်ညာကဖတ်ဆဲတယ်မင်းမိဘတွေခုလာနေကြပြီသူတို့မင်းကိုပရရှားပြန်ခေါ်တော့မယ်လို့ထော်ရော့စ်ကပြောလိုက်ချိန်မှာတော့ဖန်ညာဟာဆစ်ရှုံးသမတ်တယောက်လို့ချက်ချင်းပဲကွပြတ်သွားတယ်မဟန်ပုံရတော့အန်နီကလည်းငါတို့ကတရားဝင်လက်ထပ်ထားတော့နော်လို့ဖန်ညာကိုသတိပေးမိမယ်ဖန်ညာကကြောက်ဒုတုံနေပြီပြက်မကိုခေါ်ပြီးလက်ထပ်စာချုပ်ပြန်ဖြတ်သိမ်းမယ်ဖန်ညာနှုတ်ဆိတ်နေတော့အန်ဒီကပဲထိုင်ကန်ပြန်ဆဲနေရတယ်။ဂျားရဲကဖုန်းကန်ပေးထားရတဲ့ဂါနစ်သက်ညောင်းလာတယ်။အီဂိုဂတ်စ်လည်းတုံမလို့ ဒီအချိန်မှာသူ့မိဘတွေအမေရိကကိုလိုက်လာတာတေးကြသွားတဲ့ဖန်ညာကအင်ဂျီကောက်ဝစ်ပြီးသူ့မိမကိုအိမ်ကအခုချက်ချင်းထွက်ပြေးကြရမယ်လို့ပြောပါတော့တယ်။ဖန်နီကဒီတိုင်းထွက်လို့မရဘောင်းပြီးတော့လဲရမယ်ဆိုပြီးအပေါ်တက်တက်မလို့လို့တော့ဖန်ညာကဒါဆိုရင်လဲဖိုက်မိုက်ဆိုပြီးကိုလူယုံထွက်ပြေးသွားပါတယ်။ဂါနစ်ကဖန်ညာရဲ့နောက်ကိုပြေးလိုက်ဖန်ရင်ကချောလဲတယ်။ဤကောကိုတော့အန်နီထမသွားနိုင်အောင်တားဖို့ထရော့စ်ကလှမ်းပြီးမိတ်ပေးတယ်။ပြောတဲ့အချိန်တားတော့အန်နီကဆဲတယ်။ထိုးကြိတ်တယ်။ပန်းအိုးနဲ့ပေါက်တယ်။လက်မပါပဲတားနေတဲ့ဤကော ။ပါဇက်နဲ့ဒါရမရတော့နောက်ဆုံးမှာခုံအုပ်ပြီးအန်နီကိုချုပ်ထားလိုက်တယ်။ပါဇက်ကလည်းဂျေဆုပြူပြီးမယုံမှန်နဲ့ဗျာ။ရုံးရင်စံကတ်တန်တွေဟုံးနေကနေအတိုင်းသားကြားနေရတော့ထရော့စ်လည်းဤဂော့တယောက်လူကြံ့နေပြီလို့ထင်သွားတယ်။ဂါနစ်ထော်ကျူးထော်ကျူးနဲ့ဝယ်လာတော့ဤဂော့စ်ကအန်နီကိုမတရားကြံစည်နေတဲ့ပုံစံမျိုးအဲခန်းကလည်းရှုပ်ပွားလို့အမှန်တော့ဤဂော့ကအန်နီကိုဖုန်းကျိုးနဲ့လက်နှုတ်ပြန်ကျိုးတုပ်နေတာပါ။ဂါနစ်ကအဲ့ဒီလိုမချုပ်ထားဘူးပြောတော့သူထွက်ပြေးနိုင်မယ်နော်လို့ပြတိပေးတယ်။အန်နီကတကယ်ပဲဖတ်ပြေးပါတယ်။ဂါနစ်လည်းဖန်ကွာဆိုပြီးအမ မိတ်ပေးရပြန်တဲ့ဟန်ဒီကလင့်မအီဂေါ်ရဲ့ဂုတ်ကိုကိုက်တယ် ဤကောလည်းအန်နီကိုစက်တီပေါ်ကင်ဆောင်လိုက်ရတယ်။ဝင်းကူးတဲ့ဂါနစ်ကိုအန်နီကချစ်ဖနောက်စာတွေးမြိုက်လို့ဟုတ်ကောင်နှာခေါင်းတွေးယူသွားတယ်။အန်နီကသူ့ကိုနှက်ကနေဖမ်းချုပ်ထားတဲ့ဤကောကိုနှာခူးကောင်းလို့ဆဲတယ်။ငါဗန်ညာရဲ့မိမနင်းနှာခူးမကြတယ်လို့အော်တယ်။ဒီလိုနဲ့ထော်ရိုစ်ရောက်လာပြီးပိန်လုံးရစရာမရှိအောင်ပြက်စီးနေတော့သူတုံ့လုံသွားတယ်။အန်နီကဆရာကြီးဆိုရနဲလားငါကိုလှုပ်ပေးလို့ပြောကခိုက်တယ်။ဘာလို့ချုပ်ထားကြလဲ။ဂါနစ်ကသူ့နှာခေါင်းကိုပြတယ်။ဤကောကသူ့လက်ကုတ်ကိုပြတယ်။ဥပဒေနဲ့မကင်းတာကြောင့် ကျိုးဖြီးပေးဖို့ပြောတော့ဟိုနှကောင်ကသူပြေးမှာနော်တဲ့ကျိုးမဖြီးပေးကြည့်ပြကြ အန်နီရဲ့ဖုန်းနဲ့ဗန်ကျောက်ကိုခေါ်ကြည့်တော့လေတကောင်သားဖုန်းမကန်အန်နီကရှင်တို့မိသားစုတွေထဲမှာဘာဖြစ်နေလဲဆိုတာကိုမသိပေမဲ့သူတို့ကတော့တရားဝင်လက်ထပ်ထားတာနော်လို့သတိပေးတယ်မကွာရှင်းပေးနိုင်ဘူးတဲ့ဒီတော့ Taurus ကနင်ဒီကောင်အကြောင်းမသိဘူးမင်းတို့လက်ထပ်ထားတာတရားမဝင်ဘူးလို့ပြန်ဖြတ်ရမယ်ဒီတော့ကလေးကိုချုံနေတဲ့ကငါထိန်လာတာအန်နီကသူ့ခိုးဝင်အောင်ရှိနေပြီလို့ညာပြောတယ်ကြောဖြီပေးအိမ်ထဲကနေထွက်မဟုတ်ရင်တရားစွဲမယ်ဆိုတော့ Taurus ကဒါဗန်ညာရဲ့အိမ်မဟုတ်ဘူးခါသူ့မိဘရဲ့အိမ်နင်းတို့ချက်ကန့်ဖွင့်နေကြတာသူ့မိဘရဲ့ 哎，看。 ဖိုင်နဲ့ကျူးကျော်မှုလိန်ညာမှုနဲ့မင်းကိုယ်တော်ပြန်ဖမ်းလို့ရတယ်ဆိုတော့အန်ဒီကလည်းလိန်ညာရန်မဟုတ်ကြောင်းလက်စွပ်ကိုပြလိုက်တော့ထရော့စ်ကဒါဗန်ညာတို့ရဲ့မိသားစုပိုင်းပစ္စည်းဆိုပြီးလက်စွပ်ကိုအတင်းချူလိုက်တော့အချိန်လုံးအတန်တက်ပြီးငိမ့်ပြီးထိုင်နေတဲ့အီဂယ်ကချက်တော့ကိုချုပ်ထားပေးလိုက်ရတယ်ဒီတော့အန်ဒီလည်းသူ့ကိုဗရင်းကျင့်နေပါတယ်လို့အတန်ပြဲကြည့်နေအချိန်ကြီးအော်နေတော့ယောက်ျားသုံးအောင်စလုံးပြသွားပြီးနောက်ဆုံးမှာထရော့စ်ကပါဇက်ကိုပါပိတ်ဖို့အမိန်ပေးလိုက်ပါတော့တယ်ဒီလိုပါဇက်ပိတ်သွားတော့မှထရော့စ်ကဗန်ညာကြောင့် သေးစိတ်ရှင်းပြပြီးရထက်စာချုပ်ပြန်ထည့်လိုက်ပါနင့်ကိုဒေါ်လာသောင်းပေးပါမယ်ဒီကောင်ကအခုလဲနင့်ကိုတစ္ဆာဖောက်သွားတာမဟုတ်လားနင့်ကိုသူက green card ရပြီး american america မှာနေနိုင်ဖို့တမင်အသုံးချခဲ့တာလို့ထောက်ပြတယ်ဤကောကတစ်ချိန်လုံးဘေးကနေငေးကြည့်နေတယ်နောက်ဆုံးအန်နီပါဇက်ကိုခေပေးတော့ပထမဦးဆုံးဗန်ညာကိုရှာမယ်သူ့ဦးကြားနဲ့စကားပြောပြီးမှဆုံးဖြတ်မယ်ဗန်ညာကမှမကြည့်ပြူရင်တော့သဘောပဲလို့ညှိနှိုင်းမှုကြားပွားပါတယ်အန်နီဝယ်စားလဲတော့ဤကောကအရေးလိုနောက်ကနေလိုက်နေတယ်အန်နီကဤကောကိုနှာ ာဘူးကောင်သူ့ကိုထွက်မပြေးအောင်လုပ်တဲ့ကောင်ဆိုပြီးပချိန်လုံးအမြင်မကြည်ဖြစ်နေတယ်။ဗန်ညာအရှာထွက်ကြတော့ဂါနုခဲမှာဟီကောနဲ့တူထိုင်နေရတော့ကူအော်နှလုံးနာနေတယ်။ဂါနစ်ကလည်းသူ့နှာခေါင်းကြောင့်ဆင်းအောင်တွားကျင်နေတယ်။ထိုရော့စ်ကတော့ညမဦးကောင်ဗန်ညာကိုပြန်တွေ့ရဟာပထမ ။ဤကောကအန်နီကိုတောင်းပန်စကားပြောတယ်။အန်နီကရှစ်လူကိုကျမလာပြီဆိုပကားမပြောခိုင်းနဲ့လို့ထော်ရက်စ်ကိုလှမ်းအော်လိုက်ပါလေ။ဗန်ညာလိုထရနီယာဘီတနေရာရှာကြပြီမဲ့မတွေ့ဆိုင်းဆိုင်ဖွင့်ထားတဲ့ဗန်ညာရဲ့တောက်ပေါ်စားဘက်စီကိုသွားတော့ဟိုလူကဘေ့စ်ဘောတုံးနဲ့ရှိမ့်နေလို့တော့ခဲသေးတယ်။ဒီတော့မှလူမိုက်စစ်ဤကောကဘေ့စ်ဘောတုံးကိုလှုပ်ပြီးမှန်တွေကိုရိုက်ခွဲလိုက်တော့မှအဲလစ်ဆိုတဲ့ကောင်စီကိုသွားမိတ်ကြည့်ပါလို့မျက်နှာဖြူဆုဆုနဲ့ပြောပြတယ်။စားတော့ဆိုင်မှာစပူဟူလုံနေတယ်။အဲလစ်စီကိုရောက်သွားတော့အဲ့ဒီမှလည်းမတွေ့နောက် ုံးတော့ Instagram ကနေဗန်ညာရဲ့ဓာတ်ပုံကိုပြကလတ်တကာ like လိုက်ပြီးနေကြတယ်စိတ်ဝေစလာတဲ့ရင်ပြောက်သွားလို့ပါတွေ့ရင်ပြောပြကြပါဂျေဇုဆက်ပါမယ်ပေါ့ညရောက်လာပြီအဖြစ်မှာအေးလာပြီဤကောကတိတ်ချမ်းနေတဲ့အန်နီကိုလေစည်းချုပ်ပေးတော့အိမ်မာတော့ကသူ့ကိုပါဇက်ပိတ်ထားတယ်လေစည်းနီးဖြစ်နေသူအစဲခံရတယ်ဒါပေမဲ့ကြိုက်တာမခတ်မှာဘူးတိတ်အေးလုံးလို့မန်လျှော့ပြီးယူပတ်လိုက်ရတယ်သူတို့ကားစီကိုရောက်တော့ကားကမြဲတဲ့နေရာမှာရထားမိသူ great နဲ့လာဆွဲနေတယ် Toros ကနည်းနည်းပပက ခါပြီးညပေမဲ့မဲရဒီကလူမိုက်စတိုရဲ့ခေါင်းကင်ဖခင်ပြီးပြီးကားပေါ်တက်ကားကိုအတင်းမောင်းချလိုက်တာဂရိမာပြက်သွားတယ်အခုလောက်ကိုလောက်တာတစ်ဖက်မပြည့်သေးတဲ့ဂရိစီယာပြားတုတ်ကျင်းခဲ့တယ်တကယ်လူတွေနဲ့မှသူလာတိုးတာပဲဘာတစ်ခုမှတော့ဗန်ညပုံကိုပြလိုက်တဲ့အခါမိနစ်20လောက်ကလာထိုင်သွားတယ်တောက်ထားတာမှမူမူယီယူပဲတယ်ဒီလိုနဲ့တနေရာပြီးတနေရာချီအားခံကြပြီးမှမတွေ့လူပြောင်ရှာသူလေးယောက်ညသာစားခဏနားလိုက်ရတယ်ထရိုးစ်ကတော့တိတ်မစားနိုင်ဆိုင်ထဲကလူတွေကိုတက်ပုံလိုက်ပြပြီးအခုန ေတောင်းတယ်ဒီအချိန်မှာဗန်ညာက အန်နီလှုပ်လှုပ်တဲ့ကလပ်ကိုကြောက်လာတယ်အကမယ်ရီကြားမှာဘီလီယနာဗန်ညာသူမိမမပါပဲဂျီကိုလာတယ်ဆိုပြီးအတင်းနေပြောကြတယ်ငါရဲ့တောင်မခံတဲ့အိမ်တော်ရေးပေါ့အန်နီကိုမနာလို့ဖြစ်လို့နေတဲ့ဒိုင်းမုံကတော့ဗန်ညာကိုသူမိမထက်အစတရားတိုးပြီးပြည့်စုံရမယ်လို့ကျုံဝါပြီးဖောက်တယ်ကိုအတင်းလူယူပြည့်စုံလိုက်တော့ဗန်ညာလည်းမူးရာကတည်းတနာယူကြီးဖြစ်လာပြန်တယ်နောက်ဆုံးတော့ဗန်ညာရောက်လာတဲ့အကြောင်းလူဖော်ကံပြဟောင်းစီကသတင်းရလို့ကလပ်ကိုဖလိုက်ကြတယ်ကလပ်ရဲ့ VIP က ခန်းထဲမှာကဲနေတဲ့ဗန်ညာကိုအန်နီကအတွေ့ဆွဲခေါ်ပြီး သူတို့ကငါ့ကိုဖမ်းချုပ်တယ်လက်စကိုလည်းလူယူသွားကြပြီဒါရဲ့ကြည့်တယ်လို့လူပြောတယ် Post ကလည်းလက်ထပ်စာချုပ်ကိုမြန်ပြန်ဖြတ်ရမယ်လို့ဝင်လူပြောတယ်။ဗန်ညာကတော့လူမန်းသူမန်းမသိတစ်ချိန်လုံးရင်နေလို့ကလပ်ထဲကနေဆွဲထုတ်လာခဲ့ကြပဲ။ဒီအချိန်မျိုးမှာမှဒိုင်းမော့ကလာရှိနေလို့အန်ဒီကပါကိုဖြန်းကနေဖြတ်လိုက်တာ။ဟိုကပြန်လို့မယ်ကျန်တော့ဤကဲကဂျာကန်နေဝင်ပြီးတားလိုက်ရတယ်။ကားပေါ်ကိုတက်ကြတယ်။ Toros ကတော့တောက်ကလေးလေးလေးကိုဆဲပြီးကညာလုံးကားမောင်းမိုးလင်းတော့တရားရုံးကိုရောက်တယ်။လက်ထပ်ပွဲပြန်ဖြတ်ဖို့ပါ။ Toros ကဗန်ညာတို့မိသားစုတွေပိုင်နဲ့ရှေ့နေထိုင်တဲ့ရုံးကိုလာခဲ့တာပါ။တရားသူကြီးရှင် မှာအန်ဒီကအကြောင်းစုံရှင်းပြတော့ထိုရော့စ်ကကပြက်အဖြစ်ထထလို့လို့အချင်းခံရတယ်အန်ဒီကဒူမတ်ဒူမတ်မသိအောင်မူးနေသေးတဲ့သူ့ယောက်ျားကို အတင်းအဓမ္မကွာခိုင်းတာပါလို့ရှောက်လဲတယ် ။ဗန်ညာကတော့ဘသူမင်းမေးဘာမင်းမေးခေါင်းမင်းညိတ်တယ်။ဒီချေရောက်မှရှင့်နေကသူ့စာရုပ်ကိုကြည့်နေတယ်။လက်ထက်ထားတာကလတ်စပီကာမှာဖြစ်နေလို့ဒီမှာပယ်ဖျက်လို့မရဘူးဆိုပြီးနောက်ကျောင်းပြန်လှည့်ခိုင်းကြတယ်။ဟန်ဒီကတိရုပ်ကြောက်ကိုကားရဲကနေထွက်ဖို့ပြောတယ်။သူ့လက်စုပ်ကိုလည်းပြန်တောင်းတယ်။နင်အသက်ပြည့်ပြီးတဲ့သူပါလို့ဖြောင်းပြရတယ်။ခွက်ပြက်နေတဲ့ဗန်ညာကစကားမပြန်နိုင်တဲ့ဆုံးအားလုံးဗန်ညာမိဘတွေကိုပဲကွာကြိုလိုက်ကြပါတယ်။လေးစိတ်မှာတော့ဗန်ညာအမေကိုငင်တာနဲ့ဗန်ညာကလေးစုံလေးတယောက်ကြည့်ကြဘလို့ပွတ်ဖက်လိုက်တယ်။ဖခင်ရာဇာတထေးကြီးကတော့ ော့ဒီကိစ္စမှာသူ့မိမဂါလီနာကပဲခေါင်းတည်ထားတဲ့ပုံဗန်ညာကတော့သူ့မိဘမှမမေ့ရသေးဘူးသားနောင်တရပါပြီတဲ့အန်နီကဗန်နမီကင်ဂါလီယာကိုရုရှားဘာသာနဲ့မိတ်ဆက်လိုက်ပြီးမှခုကရေးမလို့နဲ့ရုရှားစကားကစိုးလိုက်တာလို့တော့ပြောတယ်။နင်းကငါ့မိသားစုဝင်ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးသူတို့လာဘီစကော့ကိုတွားကြပြီးစာချုပ်ဖြတ်ဖို့လို့တော့အန်နီကဗန်နကိုကလားလုံးတွတ်တွတ်နဲ့သူချစ်ခဲ့တာအသက်ပြည့်တာတရားဝင်ရထက်တာတွေကိုပြောပြပြီးမှအင်းမလို့အဲမလို့နောက်ဆုံးနေအောင်ကြမဟုတ်ဘူးလားဆိုတော့မှသူဘာမှမ မထက်နိုင်နေငတုံးမလားအခုသူ့မိဘတွေစီမံတာကိုမနာခံရင်ဘာလုပ်နိုင်မှာလဲတဲ့အန်နီမင်းမလဲလေးလင်းကုံရှုံးပါပြီဒါရီကိုဤကောကတစ်ချိန်လုံးနောက်ကနေပေးဆုပ်ဆုပ်နဲ့စောင့်ကြည့်နေတယ်ဖိုင်ညာလင်းပေါ်တက်သွားပြီမယ်အန်နီကတော့မတက်ဒါနီယာလာပြောတော့ question မယ်ဆိုရင်သူလည်းရှင့်နေလို့ရဖိုင်ညာနဲ့ရှင်နုကိုတရားစွဲမယ်လို့ပြန်ပတ်တော့ဤကောကသဘောကျပြီးပြုံးခီပြီးဖြစ်သွားတယ်ဒါပေမဲ့ဂါလီနာကဆင်းလာပြီး look စမ်းကြည့်လေ မင်းမအိမ်ရှိလားဝင်ရှိလားကားရောရှိလားအခုပြောင်းပါဘဝပါဖြစ်သွားလိမ့်မယ်လို့ပြောပြီးဤကောကိုမျက်စိမှိတ်ပြပါတယ်ဤကောကနင့်နာဆွဲသွားတယ်လေရင်ပေါ်မှာအန်နီနားမှာဤကောကညင်ပြီးထိုင်နေတယ်ထိုရစ်တိုဂါနစ်တူကလည်းတမျိုးသူတို့ကိုစောက်ရှောက်လှုပ်ပေးလို့ဂျေစုတွင်ကြောင်းပထဲတွေကိုအတင်းလူပြောနေလို့မောင်းထုတ်ခဲရတယ်ခစတဲ့မိဘတွေကဗန်ညာကိုစူတော့ဗန်ညာကလည်းသူ့ကိုသာတက်လိုက်ပါတော့ဗျာဆိုပြီးမပြူးကငပြဲပြန်လှုပ်ပြတယ်အန်နီနဲ့တပက်လောက်နေတာဘာဖြစ်သွားမှမလို့လဲတဲ့လာပြီး ရဲကြီးခွင်ချက်လုပ်နေတဲ့ဒါတွေကြတော့အန်နီဗန်ညံကိုတရော့ကိုရှင်သွားတယ်ငါနေနဲ့ကွာရှိရန်ဘာကိုသိတ်ဝမ်းတာတဲ့သရောင်းစားရဲ့အာရပတ်ရဆဲပြီးပြန်ထိုင်လိုက်တော့ဤကောကရေတခွက်ညှက်တိုက်တယ်ဟိုအဲလိုကွာရှိစားချုပ်မှာလက်မတွေထိုးပြီးချင်းဤကောကသူတခုတော့ပြောချင်တယ်ခမရတို့အနေနဲ့အန်နီကိုတောင်းပန်တဲ့နဲ့ထင်တယ်တဲ့ထော်ရော့စ်ကတထင်းမကြီးကိုပြပြတလဲလဲဝင်ပြောတယ်ဤကောကတလန်းလုံးတောက်လာတာမဟုတ်လို့ပါတကယ်တော့ဤကောကဘာမှမတောက်ငါ့ဘရာကဘသူ့ကိုမှတောင်းပန်စရာမလိုဘူးဆိုတော့ဗန်ညာကလည်းနားလေးနေ ်တယ်လို့လို့နင့်သားကမကြောက်လေဆိုတော့ပထမကြီးကလည်းနင်းကဟူအာမလေးလို့ပြန်တွေ့တယ်ဒီတော့အန်နီလည်းကျမကဟူအာမဖြစ်လို့ရှင်တို့ရဲ့ရွှေပုံမြတ်တင်သားကငန်းငန်းတက်ဖြစ်ပြီးယူတာပေါ့ အဲ့ဒါရှင်တို့ရဲ့အစင်တန်းပဲလို့ချက်ကောင်းကိုပြန်တွယ်လိုက်တယ်။ရရှားတဲ့ကြီးကမိမရေကိုကြည့်ပြီးကဟားရေတယ်။ဒီတ냐တော့ပစ္စည်းသိမ်းခြင်းနဲ့အန်နီကိုစိုင်းအိမ်မှာအိတ်ခွန့်ပေးတယ်။ဖုံးစက်တိုင်းအီဂိုကတော့အဖော်ပေါ့။ညောက်တော့မာရှီလေးတစ်လိပ်ကိုဇိုက်တူအန်နီနဲ့အီဂိုတို့မျှတောက်ကြတယ်။စကားနဲ့နဲ့ပြောဖြစ်ကြတော့မနေ့ကသူမွေးနေပါလို့အီဂိုကပြောတယ်။အသက်30ပြည့်နှစ်တယ်။ဒီတော့အန်နီကလည်း Happy Birthday ပါပေါ့။အီဂိုကစာတုမှာရေးထားတယ်။အန်နီရဲ့နာမည်ဖြစ်ဆုံးအန်နီရောကိုသူပို့ပြီးသဘောကျတယ်လို့ ကောက်ခါငင်ကပြောတယ်ဟန်နီကတော့ဤကောဆိုတဲ့နာမည်ကတိတ်တုံးတဲ့နာမည်ပဲတယ်သူစကားပြောဖို့စိတ်မပါဘူးဆိုပြီးမာရှီကိုပဲကလက်ပြန်ကမ်းလိုက်တယ်နင်ဒီမီသားစုဝင်မဖြစ်တာတိတ်ကန်ကောင်းပါတယ်ဆိုတော့ဟန်နီနဲ့နင့်ကိုအကြံတောင်းပြလို့လာတယ်နင်မဲငါ့ကိုတိုက်ခတ်ခဲ့တာဆိုတော့ဤကောကပြုံ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 နဲ့မဟုတ်ပါဘူးနင်ကမှတိုက်ခတ်ခဲ့တဲ့လူဟန်နီကလည်းဂါနစ်တာမရှိနင်ငါ့ကိုတေချာဖို့အရမကျင့်မှာပဲဆိုတော့ငါကဘာလို့လုပ်ရမှာလဲတဲ့နင့်မျက်လုံးကဗရင်းကောင်မျက်လုံးနဲ့လို့ဟန်နီကပြောတယ်ဤကောကညင်းတယ်ဘာလို့လဲ ဲဆိုတော့သူကမတင်းကောင်မဟုတ်လို့တဲ့အန်ဒီကမဟုတ်ဘူးနင်းကဖောက်ချောက်ဖြစ်နေလို့ဆိုပြီးအဲ့ရဝင်သွားပါတယ်အဲ့ဒီညမှာဤကော့ဟာအဲ့ကဲမှာတယောက်တည်းအိတ်ခဲပါတယ်မနက်နင်းတွေကြလာတယ်တခုကမှဘူဘူးနွနွလေးကိုအီကော့ကအိမ်ရောက်သူ့ကားနဲ့လိုက်ပုတ်ပေးတယ်။အန်နီကားပေါ်ကလေးစဉ်မလို့လို့တော့အီကော့ကဟဲ့လို့လမ်းခေါ်လိုက်ပြီး သူ့ယူလာတဲ့အန်နီရဲ့နင်္ဂလာလက်စကူပေးတယ်။ ်ဒီချိန်မှာအန်နီအတွက်ဒင်းစိန်လက်စုကတိတ်တန်မှုကြီးတယ်ဒီလက်စုသူနဲ့ယူထားခဲ့တာကိုထရိုစတရိုကမပြောနဲ့ဘောတယ်အန်နီလက်စလေးကိုကပ်ပြီးငိုင်သွားတယ်ဟီဂိုကအန်နီရဲ့ထုတ်ဖို့တွေကိုအိမ်ပေါ်သွားတင်ပေးပြီးခင်လာတဲ့အချိန်အန်နီကကားထဲကနေမထွက်ဟီဂိုပြန်ဝင်လာတော့အန်နီဟာဟီဂိုကိုစိုက်ကြည့်ပြီးခဏကြာတော့ပေါင်ပေါ်ကိုခွာထိုင်လိုက်တယ်ချစ်တာလားဂျေဇုဆက်တာလားမသိ ဤကောကသူ့ကိုချစ်သူလိုလာဆက်ဆံနေတဲ့အန်နီကိုအန်အားတင်ပြီးအချိန်ကြာတော့နမ်းမယ်ကျင်တဲ့အခါအန်နီကအနမ်းမခံတဲ့ပြင်ဤကောရင်ဘကူတပုံပုံထုနေပါလေနောက်တော့လက်ပန်းကြပြီးဤဘကူဖက်တရှုံရှုံနဲ့ငိုနေလိုက်ပါတော့တယ်ဒီစားကမှအန်နီဖြစ်တဲ့အောင်ခဲ့တဲ့မစ်ကီမန်ဒီဆန်ဟာအကောင်းဆုံးမျိုးသမီးဆက်ဆောင်စုကိုရရှိခဲ့ပြီးစကားဖန်တီတူရှောင်းဘေကာကတော့အကောင်းဆုံးစတရိုက်တာစုအကောင်းဆုံးဇနီးစုအကောင်းဆုံးတီးချက်စုသုံးစုဖြင့် သူမျိုးသမီးနဲ့တွေ့ပြီးအကောင်းဆုံးရုပ်ရှင်စကားစုဘူးပါရရှိသွားခဲ့ပါတယ်ဒီစကားမှာပါတဲ့အန်နီရဲ့နောက်ဆုံးကန်အဖြစ်မူကတော့ဒရိုက်တာရှောင်းဘေကာယောတျောက်ဆောင်မီကီမက်ဒီဆန်တို့ကပါဝေဖန်ရေးသမားတွေကိုယောပြိသက်တွေကပါရှင်းမပြကြပဲကိုယ်သဘောနဲ့ကူယူချင်းသလိုယူတွေးချင်းသလိုတွေးကြပါလို့နှုတ်ဆက်နေကြပါတယ်ကြည့်ရှုနားဆင်ပေးတဲ့အတွက်ဂျေဇူးတမားတယ်